တိုင်ပတ်နေတဲ့ဆူရင်တင်းကို Green Porter ဘလို့ဆွဲတင်သွားမလဲဆူရင်မျိုးသားလာယူရင်တင်းနဲ့2020တောက်ဘောက်လာခြေစပွဲဇာလန်ကတော့တကယ်ကိုလည်းပြောင်းနေတယ်ပြည့်နေနေပါတယ်အစီအချင်းတွေကဆူရင်တင်းကခြေစပွဲအုပ်စုကိုဖျက်ချော်ဖို့လောကနေပါမှာဖြစ်နိုင်တော့ဘူးဆိုတဲ့အနေထားကိုရောက်ရှိနေပါပြီလူပဲကစားပီးချိန်မှာတမတ်သေးတာရရှိတာပြီးဒုတိယနေရာကကိုဆူပိုအတင်းထက်ချောင်းမတ်တောင်နောက်ကျနေတာကိုတွေ့ရပါတယ်မနက်ကတော့ဒီချင်းတွေမှာဒီပြဟောင်းကိုထုတ်ပယ်ပြီးနမကြီးနေပြဂရီယန်ပေါ်တာကိုခန့်လိုက်တာကအအောင်စရာကောင်းပါတယ်။ဒါပေမဲ့ပေါ်တာကတာဝန်ယူလိုက်တဲ့နယ်ဆွေရင်ကိုကမ္ဘာပြားအောင်ပို့ပေးမယ်လို့ချက်ချင်းချင်းညာလိုက်တော့ဘောလုံးလောကသားတွေကြားမှာမေကွန်ထုတ်စာတွေဖြစ်ကုန်တော့တာပါပဲ ခြေစပွဲအောက်စုဒုတိယနေရာနဲ့ဘလီယော့တက်ဖို့ကဘလို့မှမဖြစ်နိုင်တော့တဲ့အနေအထားမှာဂရင်းဘော်ဒါကဘာကိုကြည့်ပြီးဒီလိုမျိုးရဲရဲဝံ့ဝံ့ပြောခဲ့တာလဲအဖြေကတော့ဥရောပဘောလုံးပွဲချုပ်ကစီစဉ်ထားတဲ့နောက်တကဘလီယော့စနစ်မှာရှိနေပါတယ်ဘော်ဒါကအောက်စုစစ်ခြေစပွဲကိုစိတ်ဝင်စားတော့ပဲနီလန်တစ်တခုကိုသွားဖို့ပြင်မှတ်ထားလိုက်တာလည်းဖြစ်ပါတယ်ဆူဒီတင်းကအောက်စုမှာလက်ကျန်ပွဲစဉ်နဲ့ပွဲကိုနိုင်ရရှိပြီးရမှတ်ခွန်းမှာကိုဆိုဘိုတင်းကလည်းနေပွဲစလုံးရှုံးနေသွားတယ်ဆိုပါစို့တတိယပေါင်းရမှတ်တူသွားတာပေါ့ဒါပေမဲ့ဥရောပစုံစီးမြေးရအမှတ်တူရင်ထိတိုက်တွဲဆုံမှုရလဲဟတ်တူအကိုရင်းဆုံးစစ်ဆေးတာဖြစ်ပါတယ်ဆွီဒီတင်းကကိုဆိုဘိုတင်းကိုအောက်စုတွင်မှာနှကြောစလုံးရှုံးနေထားတဲ့အတွက် ထိတိုက်တွေ့ဆုံမှုမှာလုံးဝရှုံးနေသွားပါပြီ။ဒါကြောင့်ကိုကွားချက်ချက်ဘလောက်ပဲကောင်းနေပါစေဆူတင်တင်ကဒုတိယနေရာကိုယူပြီးပလီယော့ကိုတက်ခွင့်ရတော့မှာမဟုတ်ပါဘူး။လက်ရှိချီနီယာဆိုရင်တော့အုပ်စုစင်ချီစီပွဲကနေကမ္ဘာပလစီကိုသွားမဲ့လမ်းကြောင်းကတရားဝင်ပိတ်ဆို့သွားပြီလို့ဆိုနိုင်ပါတယ်။ဒီလိုမှောင်ဆုံးချိန်မှာပဲပေါ်တာကနေရှင်းလိကနဲ့ရရှိနိုင်တဲ့အခွင့်အရေးကိုမြင်ခဲ့တာလည်းဖြစ်ပါတယ်။၂၀၂၆ကမ္ဘာပလပလီယော့နေရာအတွက်၁၆နေရာရှိတဲ့ထဲက ဆန်တဲ့နေရာကခြေစပွဲဒုတိယနေရာအတွက်ဖြစ်ပြီးတန်တဲ့လေးနေရာကတော့ Nation League ကနေထပ်ဆောင်ခေါ်ယူတဲ့နေရာတွေပဲဖြစ်ပါတယ်။အဲ့ဒီထပ်ဆောင်လေးနေရာကိုဘယ်လိုရွေးချယ်မလဲဆိုတာကတော့ Golfer ခြေစပွဲအုပ်စုကနေအဆင့်တက်တာမှမဟုတ်အဆင့်နဲ့ရရှိတဲ့အသင်းတွေက2024-2025 National League အုပ်စုပို့ဖြစ်ထားတဲ့အသင်းတွေကိုအရင်ဆုံးချဖို့ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်တင်းကကံကောင်းစွာနဲ့ Nation League မှာအုပ်စုပို့ဖြစ်ထားတဲ့အသင်းဖြစ်နေတဲ့အတွက်ဒီအပေါ်ဆောင်လေးနေရာအတွက်ရှင်ပြိုင်ခွင့်ရမယ့်အခွင့်အရေးကိုစုပ်ကင်ထားနိုင်ပါတယ်။ဒါဆိုရင်ဒီပြ Green Border ရဲ့မဟာဗျူဟာကဆင်းရှင်းလေးပါပဲ။အုပ်စုမှာအဆင့်ဘလောက်ပဲဖြစ်နေပါစေ။ Legend ဘွဲကိုအကောင်းဆုံးနိုင်ရအောင်ကစားမယ်။ခြေစပွဲမှာနိုင်ပွဲတွေရခြင်းဂိုးတွေတွင်းတဲ့ဂျင်းတို့ကဆွေးနွေး င်တင်းရ over ranking ကိုမြင့်တက်လာစေမှာလည်းဖြစ်ပါတယ်။ Nation League မှာအောက်စုဖို့ဖြစ်ထားတဲ့တင်းနဲ့အများကြီးရှိရင်တော့မှအဲ့ဒီ over all ranking အကောင်းဆုံး၄တင်းကိုသာ Playoff တက်ခွင့်ပေးမှာဖြစ်တဲ့အတွက်လက်ကျောင်းပေါ်စီလင်ကအဆုံးဖြတ်ရေးကြီးဆုံးဖြစ်လာမှာလည်းဖြစ်ပါတယ်။ဒီလို Green Border ကချက်ချင်းစုစုလို့အတင်းကိုပြန်လဲစုကြည့်ပြီးနာဂတ်တို့လူငယ်တွေကိုခွင့်ရေးပေးနေလက်ကျောင်းပေါ်စီနှစ်ပွဲကိုနိုင်ရစီဘီ Playoff တက်ဖို့အတွက်လိုအပ်တဲ့အမှတ်တွေတိုင်ပွဲတွေကိုအပိုင်ရယူဖို့စူးစမ်းနေတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးချင်းနေစိုးကြည့်မှနိုင်ပြတင်းရမျိုးလေးချက်တစ်ခုကဆူရင်တင်းရပြည်သက်တွေအတွက်ကမ္ဘာဖလားကိုသွားရလမ်းမှာနောက်ဆုံးကျန်နေတဲ့မိရိတ်ရှင်တစ်ခုလိုပဲဖြစ်နေပါတယ်။ ဒီပြဂရီယန်ပိုတာရဲ့မဟာဘျော်ကအောင်မြင်ပြီးဆူရင်တင်းကိုတကယ်ပဲပလီယော့စီခေါ်ဆောင်သွားနိုင်မလားဆိုတာကတော့ဘလုံးကမှစိတ်ဝင်စားစရာအကောင်းဆုံးစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုဖြစ်နေပါတော့တယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်ပြတ်